ချစ်လို့နင်နာခံခဲ့ရပြန်တဲ့ character နဲ့ထပ်တွေ့ရဖို့များနေတဲ့ဆိုင်းစီတော့ကန် ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Sally Space ကနေပြန်လည်ကြိုဆိုလိုက်ပါရစ်ပရိသတ်တရေချက်တော်မင်းသာကျော်ဆိုင်းစီဒုံကန်ကတော့မကြခင်ရှိုက်ကူတော်မင်းစကားမှာအရင်ချစ်လို့နင်နာခံခဲ့ရတဲ့ကာရိုက်တာဖြစ်နေထက်မှန်တွေ့ရဖို့သိကြသလောက်ရှိနေပြီဖြစ်ပါရစ်ဆိုင်းစီဒုံကန်ကငကန်းဒီမာလေးတွေရဲ့အသေးဆွဲမင်းသာကျော်တက်လက်ဖြစ်ပါရစ်အားလုံးကတကယ်နဲ့အားပေးခြင်းခင်ရတဲ့ကျင်ပေါ်ဇလန်းတွင်နေတူပရိသတ်တွေရှင်ထဲမှာနေရာတနေရာခိုင်မာရရှိခဲ့တာပါဆိုင်စီအားခိပညာတဲ့ဆရာဝန်တရားဖြစ်သလိုမြန်မာနိုင်ငံရဲ့ဒုတိယသမ္မတဟောင်းတူဖြစ်သူဒေါက်တာဆိုင်းမောင်ခ ခန့်ရဲ့သားလေးဖြစ်ပါရယ် ပညာကုန်ရောငွေကြေးချမ်းသာမှုရောထိတန်းဆက်မှရှိတဲ့မိသားစုတိုင်းဝိုင်းကမွေးဖွားလာသူဖြစ်ပေမယ့်ဝါသနာပါယာနုပညာလန်းချောင်းကိုဦးစားပေးရွေးချယ်ခဲ့သူပါကျင်းပေါ်ဇာလန်းတွဲမှာဆရာဆိုတဲ့နာမည်ကိုပရိသတ်တွေကြားမှာဆွဲကြံစေတဲ့အထိတရုတ်ဆောင်ပညာကောင်းမွန်ခဲ့တယ်လို့ကျင်းရင်ပြရသူဖြစ်ပရိသတ်ရဲ့ကုဏာတွေကိုပါရရှိခဲ့တာပါပါဝင်တရုတ်ဆောင်ခဲ့တဲ့စကားတော်တော်များမှာဒုတိယလူဖြစ်လွမ်းကြံရဲ့ဖြစ်ခဲ့ရသူဆိုင်းစီအားခုတစ်ချိန်မှာလည်းအရင်ချစ်ခဲ့ပေမဲ့ခြံထားခဲ့ခင်ရတဲ့ကာရီတာမှာပါဝင်တည်ုပ်ဆောင်ရဖို့ရာဂိုင်းတို့များနေကြရပါပြီ။ ်အခုရိုက်ကူတော့မင်းရုပ်ရှင်ဇာတ်ကားကတော့ဖြစ်ရမယ်ဇလန်တခုလို့သိရပါတယ် The Voice Lawyer နဲ့စာရေးဆရာမလေးဖြစ်တဲ့ဝီမျိုးသိရဲ့ဇလန်ကို2024ကယ်ဒမီမှာတင်မကြီးဇာတ်ကားနဲ့ဇညုံစုရထားတဲ့ ETD ကိုကဇညုံရေးသားပြီးတော့နှောင်းနဲ့မြေစာရုပ်ရှင်ဇာတ်ကားတွေကိုထုတ်လုပ်ခဲ့တဲ့ ရွှေနဒီရွှေရီရုပ်ရှင်ထုတ်လို့ရေကရိုက်ကူးမယ်လို့သိရပါတယ်။အင်တော်ကြီးဒရမာဇာကားတကားဖြစ်ပြီးတော့ဒိုက်တာကတော့ကျင်ဖို့ဇလန်တွဲရဲ့ဒိုက်တာဖြစ်တဲ့ပြည်ပြိုနိုင်မှာပါဝင်မဲ့တရုတ်ဆောင်တွေကတော့ကျင်ဖို့ရဲ့ဇက်ဆောင်တွေဖြစ်တဲ့ကယ်မီဆိုပြေတစဉ် နေထော်ဆိုင်းစီနဲ့နောက်ထပ်မင်းသမီးတလက်လည်းထပ်မံပါဝင်မယ်လို့သိရပါတယ်။ဒီဇလန်တွဲတွေမှာတော့မင်းသားဖြစ်သူဟာကိုယ့်တဲ့အတဲ့ငယ်နဲ့မျိုးသမီးနဲ့လက်ထပ်ထားခဲ့ပြီးဇနီးငယ်လေးကိုအရန်ချစ်မြတ်နိုးတဲ့သူဖြစ်တွေ့ရမယ်လို့သိရပါတယ်။ဒါပေမဲ့ဇနီးဖြစ်သူဟာသူ့ဘောမန်တကယ်ချစ်ခဲ့တာမဟုတ်ပဲ၊ကွာရှင်းမှုအထိအမြဲကြိုးစားနေခဲ့တာပါ။မင်းသားနိုင်ငံသားကိုလိုကိစ္စနဲ့ခီးသွားတဲ့အချိန်မှာဇနီးဖြစ်သူဟာကောင်းလေးတယောက်နဲ့ညီဆုံးကဖောက်ပြန်ခဲ့ပြီးတော့ကိုဝင်မရရှိခဲ့ပါရင် နောင်နာရမီတဲ့ဇနီးကမင်းသားကိုတောင်းပန်ခဲ့ပြီးအပြစ်ကိုဝန်ခံကတရားစွဲရင်လည်းခံမယ်လို့ဆိုခဲ့ပေမယ့်မင်းသားကဘာမှမလုပ်ရခဲ့ဘဲနဲ့ကြွားရှင်းပေးခဲ့တာပါ။သူမနဲ့ဖောက်ပြန်ခဲ့တဲ့ကောင်လေးနောက်ကိုလိုက်နေခဲ့ပြီးအဲ့ကောင်လေးရဲ့နှိမ့်ဆဲမှုတွေအိမ်တွင်ကြံဖက်မှုတွေနဲ့ရင်ဆိုင်ရပြီးရှင်သွေးလေးနဲ့အတူရှောက်လန်းရတဲ့ဘဝကိုတင်ဆက်ထားတာလို့ဆိုပါရစ်။ဒီရုပ်ရှင်စကားမှာစိုင်းစီနဲ့နေတို့ကဘသူကခင်မောလေးဘသူကအိမ်အောင်ရှိဇနီးတဲ့နဲ့ဖောက်ပြန်နေသူလေးဆိုတာတော့တိကျမသိရသေးပါဘူး။ လက်ရှိသိထားရတဲ့သတင်းအချို့အရကတော့ဇနီးတဲ့စုပြည့်တဲ့စီရဲ့အသက်ကွာတဲ့ခင်မောကတေချာပေါ့ဆိုင်းစီတုန်ခင်ရဲ့ character လို့ဆိုနေကြပါရီ ဒီတိုင်းသာဖြစ်ခဲ့မယ်ဆိုရင်တော့ဆိုင်းစီကိုကြိတ်ခွဲစရာရင်းနှီးစရာဂိုက်တာနေရာကမြင်ရဖို့ရခိုင်တုံးများနေခဲ့ပါပြီအမြဲလန်းလို့လို့ခြံထားခဲ့ခင်ရတဲ့ဂိုက်တာကတရုတ်ဆောင်ရတဲ့ဆိုင်းစီတွန်ခန့်ကတော့ကျင်ပေါ်ဇလန်တွေ့တွေမကပဲအခုရိုက်ကူးမယ်ရုပ်ရှင်စကားကြီးမှလည်းလွမ်းကြံရဲဆွေးကြံရဲဖြစ်ကိုမြင်တွေ့ရအောင်ပါပါကျဘောဇလန်တွေမှာအတွဲငင်ကြီးနဲ့ဖြောပြေမှုရတာမျိုးစုံပေးနိုင်ခဲ့တဲ့နေထုတ်ဆိုင်စီနဲ့ဆွေပြေတို့တစ်ကြိမ်မှာ ဘာရီချပြမလဲဆိုတာကိုစောင့်ကြည့်ရတော့မှာပါ။ဇကားနမည်ကိုလက်ရှိချိန်ထိမသိရသေးပေမဲ့ဒီဇကားကိုမကြခင်မှာရိုက်ကူးတော့မယ်လို့သိရှိရတာဖြစ်ပါရဲ့ရှင်။ဗီယိုလေးကိုဆုံးဒီကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်နေ့တွေမှာလေးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်ဆုံကြရအောင်ပါရှင်။